ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။စာကလေးမလေးရဲ့မှော်အိုလေးတရက်တုန်းကအကြောင်းပေါ့မိပြစာကလေးမလေးကအစာရှာဖို့အတွက် တောရဲကိုသွားလိုက်ပါရင်အဲဒီချိန်မှာသူကရုတ်တရက်ငိုတောင်ကြားလိုက်ရပါတော့ မိဖြာစားကလေးမလေးကအိမ်ငိုတဲ့ကြာရနာကိုလိုက်ရင်လိုက်ရင်နဲ့အိမ်ညောင်လျှောက်သားပါအောင်ရယ်အိမ်ညောင်မှာမီနူချင်းကမလေးကဗိုက်စာလုံးလို့လူလိုက်နေတော့တာပေါ့ဘာဖြစ်တာလဲရှင်ဘာလို့ဒီလိုမျိုးငိုနေရလဲဘယ်လိုပြောပြရမလဲအန္ဒီကဘာမှအောင် မစားမတော့ရတာရက်တော်ကြာနေပြီအန္ဒီရဲ့အခြေအနေကအယောင်ဆိုးရွားနေပြီအခုဆိုပြန်တန်းလို့တော့မရတော့ဖះရအောင်ထောက်ပြီးအန္ဒီကိုအခုကြီးနည်းနည်းတော့ပေးပါလားမီနူချင်းကမလေးရဲ့အခြေအနေကိုကြည့်ပြီးတော့ မိပြာစာကလေးမာလီယာတနာသွားပါအောင်လေအန်တီသမီးကိုပြောပြလေသမီးပါများကုညီပေးနိုင်မလဲအန်တီကိုကုညီဖို့အတွက်အတက်နိုင်ဆုံးကြိုးစားပါမယ်ဘိုက်စာလုံးလို့မတည့်ရောက်တမဲပဲကြံတော့တယ်အန်တီအတွက်အစားသာပြင်ဆင်ပေးရပါပြီသမီးရဲ့အန်တီအရောက်ဘိုက်စာနေလို့ပါကောင်းပါပြီအန်တီဒီမှာပဲအနားယူနေနော်သမီးအမြန်ဆုံးအစားရှာပြီးတော့ယူလာပေးပါမယ်အဲ့နောက်မှာတော့မိပြာစာကလေးမာလီယာအစားရှာဖို့အတွက်ထွက်သွားလိုက်ပါအောင် နိုင်အနေငယ်ကြတဲ့နောက်မှာတော့မိပြစာကလေးမာလီကအစားစာတွေယူပြီးတော့ပြန်ရောက်လာတော့တာပေါ့နောက်တော့မီနူးစာကလေးမာလီကိုပေးလိုက်ပါတော့ရေမီနူးစာကလေးမာလီကလည်းတဖြည်းဖြည်းနဲ့အစားစာတွေအားလုံးကိုကုန်အောင်စားလိုက်ပါတော့ရေသမီးကအရင်ကကျင်နာတက်တဲ့သူပဲသမီးကြောင့်အန်တီအသက်ရှင်ခွင့်ရခဲ့တာမဟုတ်ရင်ပိုက်စာလုံးလုံးတည်သွားနေလောက်ပြီသမီးကိုအရင်အရင်ကျေးဇူးတင်ပါတယ်မဟုတ်တာကျေးဇူးတင်ကြမလို့ပါအနေနဲ့ဒါကသမီးရဲ့တာဝန်ပဲလေသမီးကရဟန်းကောင်းတာပဲ ဲ့ဒါကြောင့်အန်တီတမျိုးပေးကြရှိရင်ဒီနေရာနေမနီမဝေးမှာဂူလေးတကူရှိတယ်။အဲ့ကူထဲမှာအန်တီလေးအိုးလေးတို့နဲ့လက်ကైဘဝတစ်ထဲထားခဲ့တယ်။မှတ်ထားနော်တမိ။အဲ့ဒီအိုးကတာမန်အိုးမဟုတ်ဘူး။အဲ့ဒီအိုးလေးကမှော်အိုး။အဲ့ဒီအိုးလေးကိုတမိစားကျင်တဲ့အစားစားတောင်းလိုက်ရင်အဲ့ဒီအိုးလေးကတမိကိုပေးလိုက်မယ်။တမိရဲ့ဆန္ဒပြေသွားပြီဆိုတာနဲ့အဲ့ဒီအိုးလေးတဲ့ကိုအနီရောင်လက်ကైဘဝလေးနဲ့အုပ်လိုက်အဲ့အိုးရရနေပစ္စည်းတွေထွက်တာကိုရှက်ဖို့အတွက်ဒီတနည်းပဲရှိတာ။ဘာ အနည်းကိုအရန်ကျေးဇူးတင်တာပဲသမီးတေချာပေါမှတ်ထားလိုက်ပါမယ်အဲ့လိုပြောပြီးတော့မိပြစာကလေးမလေးကအိုးရှာဖို့အတွက်တောထဲကိုသွားလိုက်ပါတယ်အဲ့နောက်မှာမိနူးငမလေးပြောတဲ့အတိုင်းကူထဲကိုဝင်သွားလိုက်ပါတယ်အန်တီကဒီနေရာကိုပဲပြောလိုက်တာဒီမှာမော်အိုးရှိရဲဆိုပဲဒါပေမဲ့ဘာလို့ဘယ်ဦးမှမတွေ့ရလဲမိပြစာကလေးမလေးကဟိုဘက်ဒီဘက် လိုက်ရှာတော့တာပေါ့ ခဏကြာရင်နောက်မှာတော့မိဖုရားရဲ့အကြီးအောင်အိုးလေးတအိုးစီကိုရှောက်သားပါရယ်မိဖုရားစကလေးမာလီကမြန်မြန်လေးအဲ့ဒီအိုးနဲ့မော်လက်ကင်ပမာကိုယူပြီးတော့အိမ်ကိုပြန်လာလိုက်ပါရယ်အိမ်နောက်မှာမိဖုရားစကလေးမာလီကအိမ်တကာပိတ်ပြီးတော့စဉ်းစားလိုက်ပါရယ်ငါထင်တော့ဒီအိုးလေးကမော်အိုးမဖြစ်နိုင်ဘူးပုံစံရိုးရိုးအိုးလေးတိုင်းပဲထားလိုက်ပါတော့တခါတော့တောင်းကြည့်လာအောင်မယ်အဲ့လိုပြောပြီးတော့မိဖုရားစကလေးမာလီက အိုးရဲ့အနာကိုကတ်လာပြီးတော့ပြောလိုက်ပါအောင်ရေမော်အိုးလေးရေအိုးမော်အိုးလေးရေငါစားဖို့အတွက်တတိတွေပေးပါလားအဲ့လိုပြောလိုက်တဲ့အချိန်မှာပဲအိုးတဲ့ကနေတတိတွေအများကြီးကထွက်လာပါအောင်ရေအဲ့ဒီအချိန်မှာမိပြာစားကလေးမလေးကမီနူးစားကလေးမလေးရဲ့စကားကိုပြန်တတိရပြီးတော့မြ мян လေးလက်ကင်ပွားအနီလေးနဲ့အုပ်လိုက်ပါအောင်ရေအဲ့ဒါမှတတိရေထွက်တာရွှတ်သွားမှာပေါ့အဲ့လိုနဲ့ပဲမိပြာစားကလေးမလေးကစပားရီနဲ့ အခြားသောအစားအစာတွေကိုအိုးလိမ့်စီကနေတောင်းလိုက်ပါဦးရင်မိဖုရားစားကလေးမလေးကအစားအစာတွေကိုအပါတရားစားပြီးတော့ဝမ်းသာသွားပါဦးရင်ဘာဒီအိုးကတကယ့်အောင်မှောက်အိုးပဲဒီအိုးလေးကိုတောင်းပြီးတော့ငါ့ရဲ့တငယ်ချင်းတွေနဲ့အတူအခြားသောကျင်းငယ်တွေကိုလည်းကူညီပေးလို့ရပြီအဲလိုစဉ်းစားပြီးတော့မိဖုရားစားကလေးမလေးကသူ့ရဲ့တငယ်ချင်းတွေနဲ့အခြားသောကျင်းငယ်တွေအားလုံးကိုလည်းသူ့အိမ်မှာထမင်းစားဖို့အတွက်ဖိတ်လိုက်ပါဦးရင်အဲ့ဒါကြောင့်ကျင်းငတ်တွေအလုံးကထမင်းစားဖို့အတွက် အိမ်ကိုရောက်လာပါအောင်ရင်အဲလိုနဲ့ပဲရက်အနေငယ်ကုံသွားပါအောင်ရင်ကျင်းငက်တွေအားလုံးကနေတိုင်းနေတိုင်းမိဖုရားစားကလေးမလေးရဲ့အိမ်ကိုလာပြီးတော့ထမင်းစားတော့ပြီးအိမ်ပြန်ကြတော့တာပေါ့ကျင်းငက်တွေအားလုံးကလည်းအရန်ကိုဝမ်းသာနေကြတော့တာပေါ့အဲလိုနဲ့ပဲတရက်မှာတော့အောင်ကြီးကနဲ့ရှားစားသိမ့်ငက်တို့ကတပင်တပင်မှာထိုင်ပြီးတော့စကားပြောနေကြပါအောင်ရင်မိဖုရားနေတိုင်းနေတိုင်းကျင်းငက်တောင်အလကားထမင်းကျွေးနေရ ဟုတ်တယ်လေငါတော့တေချာပေါက်တစ်ခုခုရှိလိမ့်မယ်လို့ထင်နေဘာလို့ဆို तू ကအကောင်တိတ်တိတ်လေးရင်ဘလို့လုပ်ပြီးဒီလောက်များရဲ့အစားအစာတွေရှာနိုင်မှာလဲစဉ်းစားကြပဲလေဟုတ်တယ်ဟုတ်တယ်နင်ပြောတာမှန်တယ်ငါလည်းအဲ့အတိုင်းပဲထင်နေတေချာပေါက်တစ်ခုခုတော့ရှိလိမ့်မယ်ငါတို့စုံစမ်းကြည့်မှဖြစ်မယ်ဒါဆိုလည်းကောင်းပြီလေဒီနေ့မိဖုရားရဲ့အင်ကိုထမင်းမစားခင် အစော်ရီကလေးကသွားပြီးတော့ခိုးပြီးချောင်းကြည့်မယ်လေသူတို့ပြောတဲ့အတိုင်းသူတို့နှစ်ယောက်လုံးကမိဖုရားစာကလေးမလေးရဲ့အင်ကို တိတ်တဲလေးသွားပြီးတော့ချောင်းကြည့်လိုက်ပါရင်ဓမင်းစားမဲ့အချိန်မရောက်ခင်လေးမှာမိပြာစားကလေးမလေးကအမျိုးမျိုးသောအစားအစာတွေကိုအိုးကနေတောင်းလိုက်ပါရင်တောင်းလိုက်တဲ့အချိန်မှာပဲတောင်းသမျှအစားအစာတွေကအိုးတွေကထွက်လာမှန်းသူတို့နှစ်ယောက်ကတွေ့သွားပါရင်ဒီလိုပေါ့လေမိပြာကြီးမှာမှော်အိုးရှိတာကိုအဲ့ဒါကြောင့်သူကဒီလောက်စားစရာတွေအများကြီးကိုကျင်းငက်တိုင်းကျွေးနိုင်တာပေါ့ကြီးလို့ဆိုမှတော့အဲ့အိုးငါတို့ခိုးလိုက်မကောင်း အဲ့လိုမျိုးဟာငါတို့ရဲ့လက်ထဲမှာပဲရှိတင်တာမဟုတ်လို့လားဟုတ်တာပေါ့နေပြောတာမှန်တယ်ဒီနေ့ပဲငါတို့အဲ့အိုးလေးကိုသူ့စီကနေသွားခိုးယူကြမယ်ခဏကြာရင်နောက်မှာတော့ကြီးငတ်တွေကထမင်းစားဖို့အတွက်မိဖရဲ့အိမ်ကိုရောက်လာပါတယ်အအောင်ကြီးကန်းတဲ့ဂျာစာသိငတ်တို့ကလည်းထမင်းစားဖို့အတွက်မိဖရဲ့အိမ်ထဲကိုဝင်လာလိုက်ပါတယ်ထမင်းစားပြီးတော့ကြီးငတ်တွေအားလုံးကအိမ်ပြန်သွားတဲ့အချိန်မှာအအောင်ကြီးကန်းနဲ့ဂျာစာသိငတ်ကအဲ့ဒီအိမ်သားမှာပဲပုံနေလိုက်တော့တာပေါ့ မိဖုရားစာကလေးမလေးကအိပ်ပျော်သွားတဲ့အချိန်မှာတော့အာအောင်ကြီးကနဲ့ယာစာသိန်းငတ်တို့ကအိုးလေးကိုခိုးပြီးတော့ယူသွားလိုက်ကြပါတယ်။အဝေးကိုရောက်တဲ့အချိန်မှာတော့အိမ်လေးတအိမ်ကိုတွေ့သွားပါတယ်။အဲဒီနောက်မှာသူတို့နှစ်ယောက်လုံးကအိုးလေးကိုယူပြီးတော့အိမ်ထဲကိုဝင်သွားလိုက်ပါတယ်။နောက်တော့အိမ်တကားကနေပဲအိမ်တကားမကြီးကိုလော့ချလိုက်ပါတယ်။အိမ်စာကလေးမလေးကအယောင်တုံတာပဲ။ငါတို့ကသူ့ရဲ့အိုးခိုးလိုက်မှန်းတော့မသိဘူး။ तू ကတော့အေးအေးဆေးဆေးနှစ်ချိုက်စွာအိမ်နေရောမယ်။ မင်းပြောတာအမှန်နဲ့အိမ်မိပြအရန်တုံးတာဒါနဲ့မင်းပြောဒီအုံးကနေဘယ်အစားစာတောင်းရင်ကောင်းမလဲဥမစားရတာတော်တော်ကြပြီမင်းဒီလိုလို့အဲ့ဒီအိုစီယာနေဥပဲတောင်းလိုက်ကွာပြီးကြနှစ်ယောက်သားအပါတရားစားကြတာပေါ့ဟုတ်သားပဲမင်းပြောတာအမှန်နဲ့ဒါဆိုမင်းပြောတဲ့အတိုင်းပဲဥပဲတောင်းတော့မယ်အဲ့လိုပြောပြီးတော့အောင်ကြီးကန်းကအိုးရဲ့အနာကိုကတ်လာပြီးတော့ပြောလိုက်ပါဦးရေမောင်အိုးရေမောင်အိုးရေ ငါတို့အတွက်ရန်အောင်ရတာရှိရဲ့ဥတွေကိုပေးစမ်းမြ мян လေးအောင်ကြီးကန်းကအိုးစီဟာနေဥကိုတောင်းလိုက်တဲ့အချိန်မှာပဲအိုးရေကနေမရက်မနာဥရေကထွက်လာပါတယ်အိုးရေကနေအစားအစာတွေမထွက်တော့အောင်ဘလို့လုံးရလဲဆိုတာကိုသူတို့နှစ်ယောက်ကမသိတော့ပါဘူးခဏကြာရင်နောက်မှာတော့ဥရေကအများကြီးစုပုံသွားပါတယ်သူတို့နှစ်ယောက်လည်းအဲ့နေရာကနေထွက်ဖို့အတွက်စူးစမ်းကြပါတယ်ဒါပေမဲ့လည်းမရက်မနာထွက်နေရဲ့ဥရေကထွက်နေရကြောင့် သူတို့နှစ်ယောက်လည်းဥရီရဲ့အောင်မှာပြိမိသွားပါအောင်ရင်းနောက်တော့အဲ့နေရာမှာပဲပြိမိပြီးတော့တည်ဆုံသွားပါအောင်ရင်းလောဘကြီးရာကြောင့်သူတို့ရဲ့အသက်ကိုဆုံးရှုံးလိုက်ရပါအောင်ရင်းတငယ်ချင်းတို့ရေတွေ့ကြရဲ့လားလောဘကြီးတာမကောင်းလေတကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ like နဲ့ channel လေးကိုလည်း subscribe လုပ်သွားပြီးကြအောင်နော်ပြီးတော့ comment box မှာလည်းတခြားပေါ့ပြောသွားပြီးကြပါအောင်နော်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်သင်ခန်းစာအသစ်လေးတွေနဲ့အတူပေါ့ အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။